အမျိုးသမီးတဦးကသူမရဲ့မွေးစားသမီးလေးနဲ့အတူရေချိုးနေကြပါနဲ့ဒီသမီးလေးကစကားမပြောနိုင်ပါဘူးသူတို့သမီးလေးကိုအတာလို့နာမည်ပေးထားပြီးလွန်ခဲ့တဲ့6လကမှမွေးစားခဲ့တာပါသူတို့ရဲ့သမီးလေးကအလော်ထူးဆန်းပါတယ်နေ့တနေ့မှာသူမနဲ့သူမရဲ့ခင်မုန်းတို့ခါတုံးမတစ်ကောင်မိခွားတာကိုကုညင်ညာလူသားကိုတဲ့တိုးကောင်းရှိတဲ့ထူးဆန်းတဲ့တုံးငယ်လေးတစ်ကောင်ကိုတွေ့ခဲ့ကြတာပါသူတို့ဟာဒီတုံးငယ်လေးကိုကိုပိုင်သမီးလေးလို့သဘောထားပြီးပြုစုစောင့်ရှောက်ခဲ့ကြပါတယ် ခင်မွန်ဖြစ်သူကတောင်노ဘူးညက်노ထွာတိုက်ခဲ့ပြီးမွေးစားခဲ့တာပါဒါပေမဲ့ဒီလိုမွေးစားပြီးတဲ့နောက်မှာပြဿနာတွေစပေါ်လာတော့ပါတယ်အတားရဲ့သုံးမအမိအရင်ကနေ့တိုင်းသူတို့ပရင်ပေါက်အကင်ဘက်ကိုလာအော်လေးရှိတာပါဒီဇနီးမောင်နှံတာတော့အော်တာကိုသူတို့ရဲ့တမီးဖက်တာတဘိုးထားပြီးဒီသုံးမကြီးကိုအမြင်ရန်မောင်းထုတ်ခဲ့ပါတယ်အတားလန့်လျှောက်တက်လာတဲ့ခေါ်မှာတော့တယောင်ထဲအပြင်ထွက်လိရှိပြီးတချိန်မှာတော့သူမရဲ့အမေအရင်သုံးမကြီးနဲ့အတူရှိနေတာကိုတွေ့လိုက်ရတဲ့အခါမွေးစားမိခင်ဖြစ်သူရဲ့ဒေါ်လာဟာပေါက်ကွဲခဲ့ရပါတယ် သူမဟာအတားကိုတဦးတည်းပိုက်ဆိုင်ခြင်းစိတ်ကြောင့်တိုးမကြီးကိုဝိုးဝေးသွားဖို့အော်ဟစ်ထားပါတယ်။အိမ်ကိုနေတိုင်းလာအော်ဟစ်နေတဲ့တိုးမကြီးကြောင့်သူတို့ဟာနေတိုင်းစိတ်မတက်မတာဖြစ်ခဲ့ရတယ်လို့ညဘက်ဆိုရင်လေတိုးအုပ်ကြီးတွေဝိုင်းကြည့်နေတဲ့အိမ်မက်ဆိုးတွေမှတ်ခဲ့ရပါတယ်။ဒီအိမ်မက်ဆိုးတွေကိုအဆုံးတက်ဖို့အတွက်မွေးစားမိခင်ချစ်သူဟာကြောင်မက်ဖွဲရဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်။သူမဟာတိုးမကြီးကိုတက်ပြပြီးအိမ်နောက်ဘက်မှာမြေမြုပ်ပစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီလောက်ရကိုသူမရအကိုကမြင်သွားခဲ့ပါတယ်။အကိုဖြစ်သူဟာ အဲဒါရဲ့ထူးဆန်းတဲ့ရုပ်တွင်ကိုမြင်ပြီးမယုံသင်္ကာဖြစ်ခဲ့ပါတယ်။သူကအဲဒါဟာဘာလဲလို့မေးတဲ့အခါခမျောဖြစ်သူကဒါဟာပျော်ရွှင်မှုကပဲလို့သာပြန်ဖြေခဲ့ပါတယ်။သူတို့မိသားစုဟာဒီဝေးလာတဲ့နေရာမှာပျော်ရွှင်သွားနေထိုင်ခွင့်ရဖို့ဘယ်သူမှလာမနှောင့်ယှက်ဖို့လိုတယ်လို့ပြန်ပြောခဲ့ပါတယ်။ဒါပေမဲ့အကိုဖြစ်သူကတော့ဒီလိုအတွေ့ကိုလက်မခံပါဘူး။သူတို့ရဲ့လွဲမားတဲ့အတွေးခွာတွေကနေကဲတင်ဖို့အတွက်သူဟာအဲဒါကိုမျက်တွေးတာမျိုးတွေလုပ်ပြီးသူမဟာတိုးတကောင်သာဖြစ်ကြောင်းအရေးမြပြခဲ့ပါတယ် အဆုံးမှာတော့သူဟာအဲဒါကိုခိုးယူသွားပြီးတနက်တလက်နဲ့ပြစ်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့သူမပြစ်ခင်မှာပဲအဲဒါရဲ့အဖေအရင်ထီတဲ့တိုးကြီးတကောင် ပေါ်လာခဲ့ပါတယ်